အယိုင်းလှအနုပညာဟူသည်၌အကန့်အသတ်မရှိ အတိုင်းအစာမရှိနေကျင်းလှသည်မိမွေးတိုင်းဖာမွေးတိုင်းကိုလုံးဒီနှင့်မိမပြိုဤပုံကိုပကြီးချေရ၌ပင်အင်းကျေးတိမ်မွေးအောင်ချေမိုးနိုင်သည်လောလောလဲလဲဝစ်စင်ထားသောမိမရွယ်ဤပုံကိုရိုင်းဆိုင်ကြမ်းတမ်းအောင်လဲချေနိုင်သည်စပေရတုမှာပကြီးအနုပညာအထိရိုင်းသည်ရင်သည်ကြမ်းသည် နှုသည်လှပသည်အယုတ်စိုးသည်ဟုသော ဝိသေသနာတို့ကိုအမှုပညာဖန်တီးသူကသူ့ကိုလိုသလိုပေါ်ထုတ်၍တရုတ်ဖော်နိုင်သည်ရိုင်းသလိုနှင့်ရင်အောင်ပြနိုင်သည်ရင်းသလိုနှင့်ရိုင်းအောင်လည်းပြနိုင်သည်စာပေလောက၌ဆရာကြီးဥပုံညာဆရာတော်မန်လေဆရာတော်ဖရာစသည်တို့သည်တစ်တစ်ခွာခွာကြမ်းကြမ်းတန်းတန်းနှင့်ဖွဲ့ဆိုပါလျက်ရင်းချင်းလှပသောကြပြားပွဲများဖြစ်လာအောင်တီကုံးလေရှိကြသည်ကြပြားကဝေးများဖြစ်ကြသည်စကလုံးကကြမ်းတန်းပြီးအတိတ်ဘဲကရိုင်းဆိုင်ပါလျက် မောင်နှင်းနှမသားနှင့်အမိဖက်ရှုစပွဲ တင့်တယ်လှပသော စာကဗျာဖြစ်ရန်အားထုတ်ရသည်မှာလွယ်ကူသော အတက်ပညာမဟုတ်ဒိုစရာများ၏ကဗျာများကိုပြန်လဲလေ့လာကြည့်ပါကသိနိုင်သည်ယနေ့စာနယ်ဇင်းလောက၌လည်းဤသို့သောအပွဲအနွယ်ကလေးများသည်မကြာခဏဖူးပွင့်လေရှိသည်ဇာဦးထွန်းဖေတီထွင်ပေါင်းဆက်သောဇကလုံးဖြစ်သည့်ဟော်လန်ဘားဟူသောဝေါ်ဟာရသည်ယနေ့အဖို့အများသုံးဝေါ်ဟာရတလုံးဖြစ်နေပြီယခုခေတ်စာနယ်ဇင်းတို့၌သတင်းစာတို့မှာ အဖြစ်အပျက်မျိုးစုံကိုစုံစမ်းရေးသားတင်ပြရရ၌မမြင်ဝန့်စစ်စရာ မကြောင်းဝန်တရားသူကြီးဟုတကယ်သို့မကြောင်းဝန်မနာသာအမှုကိစ္စများကို မောင်နှင်းနှမသားနှင့်အမေဖက်ရှုနိုင်ရန်ရင်ကျေးတိမ်မွေ့အောင်ရေးသားကြရသည်တရင်ဟူသည်မှာအမျိုးမျိုးရှိသည် တာရီအမီရှိအစိုးရတစ်ဆက်မှအလုံသမားအလုတ်ခွင်တွင်လွှတ်ဆက်သေးသို့ဘွားဘတ်တော်ပါသွားသည့်အမှုမှလည်းတရင်ဖြစ်သည်ဖြင့်ရေးသားကြရသည်ရန်နမဲစလုံးကြီးများနှင့်ရေးသားသောထိုတရင်ကိုတပြီလုံးကစိတ်ဝင်စားသည် ဟောဘတ်တော်ဆုံးရသဖြင့်ပူလုံရေးမှရောချင်းမြည်ရွေးမြည်မြရတဲ့ကြောင်းမဆုံးဖြတ်နိုင်ရှိနေရပရိသတ်အများကတန်ဖိုးဖြတ်စာများပေးပို့ကြသည်အမျိုးသမီးများကပါရေးပို့ကြသည် တာရီခမရမှာ9912ကျပ်ရရှိသွားကြသည်ဒေါ်သတင်းမျိုးကိုရင်ကြီးအောင်ရေးရသည့်အတက်မှာမလွယ်ကူလှပေစကားကြံပြီးအတိတ်ပဲရိုင်းသည့်အမှုများကိုလှပအောင်ပြုသည့်အတက်ပညာတွင်ဗမာကဲ့သတင်းစာနှင့်အိုးဝေသတင်းစာကြောင်းတွဲများသည့်ပြောင်မြောက်ကြသည် မိကွတ်မှုတ်ဟူသောဟောဟာရဖြင့်အဖြစ်ရိုင်းကြီးကိုလောင်ပြောင်းလိုက်ကမြမအပိတေ၌စကလုံးတရက်တီထွင်ခဲ့သည်မှာထိုသတင်းစာဆရာတို့ပင်ဖြစ်သည်တင်းမောက်အဖို့ဗမာခေတ်သတင်းတောက်အဖြစ်လောက်ကိုင်းစင်ကအရိုင်းလှသတင်းတပုတ်ကိုရေးခဲ့ဖို့သည်သတင်းမှာတရိษံဥယျာဉ်မှသတင်းကလေးသာဖြစ်သည်တရိษံဥယျာဉ်သို့ချင်းသေးကလေးတစ်ကောင်ရောက်ရှိလာသောသတင်းဖြစ်သည်ဒါမှန်သတင်းတိုးလေးဖြစ်သည်အခြားသတင်းစာတို့ကအပုတ်တို့အဖြစ်သာဖော်ပြကြသည့်သတင်းမျိုးဖြစ်သည် ို့တော့ဗမာခေတ်ကသူများထက်ပို၍သားစီရန်ဓာတ်ပုံမှာပေါ်ပြလိုသောကြောင့်တင်ပေါင်းနှင့်ဓာတ်ပုံသတင်းတောင်ဂျာနေကျော်ကိုတင်ဝင်းတွားလီသူတို့တွား၍သတင်းယူစီရန်အဲဒီတားကျော်ဦးအောင်ခင်ကဆေလွှတ်သည်။ရောက်ရှိလာသောချင်းသေးလေးမှာအမားလေးဖြစ်သည့်အတော်ငယ်သည့်ထိုစဉ်ကတရိတ်ဆန်ဥယျာဉ်၌ချင်းသေးအထီးကြီးတကောင်သာရှိသည့်ထိုချင်းသေးအထီးအတွက်မိတ်လိုက်နိုင်ရန်ချင်းသေးအမားလေးကိုရှာရသည်ဟုဆိုသည်။သို့တော်ထိုနေ့ကချင်းသေးထီးနှင့်ချင်းသေးမကိုလောင်းဝင်းတစ်ခုထဲထားသောအခါ ခြေသေးမာလီကအကန့်မကန့်ပဲခြေသေးတီးကြီးကိုကုတ်ဖဲ့သည်ရုံးကန်သည်ခြေသေးမာလီကငဲရှားသေးသည်ရိုင်းသေးသည်ခြေသေးကြီးကကြိုးစား၍ကတ်သည်အကန့်မကန့်ပဲတချီတချီ၌ပြန်၍ပင်ကြိုက်သည်ဖြင့်ခြေသေးတီးကဒေါသထွက်ကပြန်၍ကြိုက်ပြန်သည်ထို့ကြောင့်ခြေသေးနှကောင်ကို လောင်းအိတ်တစ်ခုထဲမှထားပဲခွဲ၍ထားရသည်ထို့ကြောင့်တိုနီကကိုတင်ဝဲမှာခြေသေး၏ပုံကိုရအောင်အတော်ကြိုးစား၍ဓာတ်ပုံရိုက်ခဲ့ရသည်ခမည်းတော်မြင်ခဲ့ရတဲ့အတိုင်းရေးစမ်းဗျာ တင်မောင်နှင့်ကိုတင်ဝင်းတို့တရိတ်ဆန်ဥယျာဉ်မှာမောမောပတ်ပတ်ပြန်ရောက်လာပြီးအကြောင်းကိုပြောပြတော့ကအေဒါဥအုံမြင့်ကမြင်ခဲ့ရတဲ့အတိုင်းသတင်းရေးပါဘူးဆိုသည်ခြေသည့်နှကောင်ကိုက်ကြတာသတင်းလားဗျထိုကဲ့သို့တင်မောင်ကစောရကတက်မိသည်သတင်းပေါ်ဗျခမရတို့လူသားတွေသာသတင်းလားမောင်အတွက်မေရောက်လာပါလျက်မေကအကက်မခံတာသတင်းပေါ့အေဒါကပြောမှတင်မောင်မှာခြေသည့်ဒီအဖြစ်ကိုတနာမိလာတဲ့ဖြင့်သူ၏ဖြစ်ရပုံကိုဟာသာနှော၍ခက်သွက်သွက်ရေးပေးလိုက်သည် လူမျိုးစကားပြောတဲ့ကိုကိုကာလာသားကျော်ရဲ့ကလေးစိတ်မို့ပြိုနားမလဲခင်ဟာငယ်သေးတယ်ဟုပဲတေးကလေးနဲ့ဖွင့်ကရေးသားခဲ့သည်နောက်တနေ့ဗမာခေတ်တွင်တင်မောင်ဤတရင်မှာမျက်နှာဖုံးတရင်ကြီးအဖြစ်ပါလာသည်မျက်နှာဖုံးစလုံးကြီးများနဲ့ခေါင်းတက်ထားသည်ခြေသက်နှာခေါင်းဤဓာတ်ပုံများလည်းတခဲတနာပါလာသည်ဟာသာနှော၍ရေးထားသည်တရင်ကိုအယ်ဒီတာဖြစ်သူကပြောင်မြောက်စွာပြုပြင်လိုက်သောကြောင့်ဗမာခေတ်စာဖတ်ပရိသတ်တို့ပွဲကြသွားတော်သည် အဲဒါကပြုတ်ပြင်းသည်ဆိုတော့လေများများမပြင်းပါတင်မောင်ဤတဲ့င်းကိုမင်းဒီလေးတစ်ဆက်သာတုတ်၍ပြုတ်ပြင်းလိုက်သည်ထိုကောင်းစင်မှာလူပြိုစကားပြောတဲ့ကိုကိုကာလာသားကျော်ရဲ့ခလေးစိတ်မှုပြိုနားမလဲခင်ဟာငယ်သေးတယ်ပူ၏အရိုင်းလာတဲ့င်းမျိုးကိုနောက်တစ်ချိန်တွင် အလားတူရေးခွင့်ရရှိခဲ့ပါသေးသည်တချီတွင်အမျိုးသမီးကလောင်ရှင်အသည်ဤပြဆက်ကပြရာဇက်ဆောင်များအမှုရာ မကောင်းလာဟုတင်မောင်ကဝေဖန်ရေးသားခဲ့သည် အမျိုးသမီးကလောင်ရှင်များကဒေါသပုံထပြီးတိုက်ရှင်ဒေါခင်ခင်လေးကိုတိုင်ကြသည်ဒေါခင်ခင်လေးကအိဒါဦးအောင်မြင့်ကိုခေါ်ပြီးပြောသည်ဓမ္မခင်နှင့်ယူရီသည်မောင်နှမဖြစ်သည်မောင်နှမတို့၏ဇက်ကိုအမှုအရာမကောင်းဟုဓမ္မခင်ကရေးရံမသိဟုဆိုသည် ဟုတ်ပါသည်တင်းပေါင်းနှင့်ဦးအောင်မြင့်တို့ကမူကိုလက်ခံသည်ပြသက်ဝေဖန်ချက်ကိုအသည့်ထက်မှန်၍ရေးသားကြပါသည်သက်ဆောင်များကိုလည်းတဦးပြီးတဦးမိသူကကောင်းကြောင်းနှင့်တဦးစီကောင်းလာပါသည်ဟုချီးကျူးရေးသားကြသည် ဘဝေပိုင်ချက်ကိုမျက်နှာဖုံးမှပင်ဖော်ပြသည်သည်တို့ရာတွင် မျက်နှာဖုံးကောင်းစဉ်ကိုရိုးရိုးသားသားအမှန်အတိုင်းရေးသားပြီးစာစီကန်းသို့ချပေးသည်ပြီးမှစာစီပုံမင်ကိုလက်ဖက်ရည်တိုက်ခါတနေရာ၌အောက်ကမြင့်တစက်ထည့်ပေးပါဟုတိုးတိုးကလေးမှာကြားပြီးပုံနှိပ်ခဲ့ရသည်မာလာဟာအလွန်ကောင်းသည်ဟုမျက်နှာမဲစလုံးကြီးကိုတွေ့ရသောအခါကလောင်ရှင်တို့သည်ပုံဆောင်သွားတော်သည်ဒီကောင်းစဉ်ဘသူတက်တယ်လဲဟုဆိုကစာစီကန်းမှာစာမှုကိုရှာကြည့်တော်လဲ အောက်ကမြစ်မပါသဖြင့်သူတို့မှာ စားစီစရာတို့ကသာစူပွက်နိုင်ကြရှာတော်သည်တင်မောင်တို့မှာကြဲ့ရွက်ရည်ရင် ပီတိဖြစ်လိုက်သည်မှာ အတိုင်းမသိအကျန်းဆုံးအရင်ဆုံးစောင်းမတစ်ပုဒ်ကိုတင်မောင်ရေးသားခဲ့ဘူးသည်ရေရကုန်စရီတော်၌တပေါင်းပွဲအနောက်မုတ်ပြပွဲများကျင်းပလာခဲ့ကြသည်မှာအားလုံးသိကြသည့်အတိုင်းအတော်ကြာခဲ့ပြီဖြစ်သည်ဝင်းကြီးချုပ်ဦးနုဤလက်ထက်ကဘာရေးစရီတဲပြီးနှစ်ကမူတပေါင်းလာပြည့်နှစ်တွင်ကဘာရေးစရီပွဲတော်ကိုကျင်းပလေသည် ြားပွဲများလည်းပါသည်ထို့ကြောင့်ရွှေရကုံမှာကြီးနှင့်ဖုတ်ဖုတ်ဖြစ်ရသည်ရွှေရကုံပွဲတော်ကိုနောက်မှပေါ်သောကဘာရေးစီတီကဝင်၍လူသည် ဝင်ကြီးများအရှိန်အဝါနှင့်အာနာသုံးကပြားပွဲထက်သည်ဟုယူဆ၍မကန်ကြီးစိတ်ဖြစ်ပေါ်ကစောင်းမတဆောင်ဗမခင်နိုင်ရေးခဲ့သည်ဖျားပုံမီဟုကောင်းတက်ကဖျားလောကမှာကြီးပွဲရှေးဟောင်းပုံမီလေးများကိုဖော်ပြပြီးအစုံတွေမှာအေယာမပုံမီကြီးတစ်ခုကိုရေးခဲ့သည်ညာဦးမြို့၌ ကျွေစီကုံစရီတော်ကြီးသည်အထီးကရစရီတော်ကြီးဖြစ်သည် အနောက်ယထာမင်းစောတီခဲ့သည်တကိုးကြီးဖရာကြီးဖြစ်သည်တကသားတွင်မူညာဦးမြို့စုံ၌ဒဲပုံစရီတစုပေါ်လာရာတမျိုးလုံးအုံးအုံးကျွတ်ကျွတ်သွားရဖူးကြသည်ပေါ်တော်မူစူတောင်းပြည့်သည်တကိုးကြီးသည်စသည်ဖြင့်တဲကြပြောကြလို့ရာဆရာတော်ဖရာကြီးတစ်ပါးကစိတ်ဆိုးပြီးမိန်ကြလိုက်သည်မင်းတို့ပေါ်တော်မူဘလောက်တကိုးကြီးကြီးငါတို့ရွှေစည်းကုံကိုတော်ကြီး ရည်ဖြဲထားသလောက်ရှိပါသေးတယ်ဟု၏။နောက်နှစ်များ၌ကဘာအေးပွဲကိုတဘူရဲလာတွင်သာကျင်းပနေတော်သည်။ပလိမ့်မင်းကြီးတေရှာပြီ။မူကင်းတရင်တောက်ဖို့ရဲရုထမ်းမှရေးကြည့်သောမှတ်တမ်းနှစ်ခုကိုကြည့်ခွင့်ရရန်ရေးကြည့်သည်။ရင်းတို့မှာ၁ပထမတရင်တိုင်ကြားမှုစောင်းနှင့်၂မူကင်းအစီရင်ခံစာဖြစ်သည်။ပထမတရင်တိုင်ကြားမှုစောင်းကြီးမှာရဲဌာနတိုင်း ရဲစရေးကြီးတို့ကိုင်းကြသည်။မူကင်းကိစ္စကိုတိုင်လင်းတိုင်ချင်းပထမသတင်းပေးချက်ကိုမှတ်ယူပါသည်။မူကင်းသတင်းလှော်မှမူချေခေကရဲမင်းကြီးရုံတွင်နေ့စဉ်မနက်တိုင်းသတင်းတောက်တို့အားထုတ်ပြန်ပေးလေရှိသည်။ရန်ကုန်မြို့ရှိရဲဌာနအသီးသီးတို့၌လွန်ခဲ့သော24နာရီကပြစ်ပေါ်သမျှသောရာဇဝတ်မှုအလုံးတို့ကိုမှတ်တမ်းတင်ထားသည်။ယခုခေတ်၌မူရဲတို့ကမူကင်းလှော်ကိုသတင်းတောက်များကြည့်ဝတ်မပေးတော့ပြီ။ ပထမသတင်းတိုင်ချက်ကိုလည်းဖတ်ရှုခွင့်မပေးတော့ဘီ1946ခုနှစ်ကဖြစ်ခဲ့ဘူးသည့်အဖြစ်ကလေးကိုအမှတ်ရသည် ထိုစဉ်ကမျက်နှာဖြူပလိမ့်မင်းကြီးကသတင်းတောက်တို့အားပထမသတင်းတိုင်ချားချက်အမှတ်တမ်းစာအုပ်ကိုသတင်းတောက်တွေကြည့်ခွင့်မပြုရဟုတားမြစ်သောအမိန့်ကိုထုတ်ပြန်သည်ထိုစဉ်ကမကိုလန်း၌ပင်ရှိသေးသောပလိမ့်ယုံကြည်၌လည်းမူကင်းသတင်းလွှာကို ထုတ်ပြန်ခြင်းမပြုဘဲတားမြစ်လိုက်သည်ဤတွင်ရန်ကုန်မြို့သတင်းစာတိုင်များမှာ မူကင်းသတင်းတောက်တို့ခေါင်းငင်ရိုက်ကြရတော်သည်စင်စရာဖြင့်ပလိမင်းကြီးကတားမြစ်အမိတ်ထုတ်စေကမူရင်းနှီးသောပလိမိတ်ဆွေများဌာနတိုင်းနိုင်ရှိကြသောကြောင့်အခက်အခဲမရှိဘဲမူကင်းသတင်းတို့ကိုရနိုင်ကြသည်သို့တော်လည်းသတင်းတောက်တို့ကြည်ကွင်ရှိသည့်အခွင့်အရေးကိုပလိမင်းကြီးကပိတ်ပင်သည်ဟုယူဆပြီးမကြေမနက်ဖြစ်ကြသည်မုတ်ကင်းသတင်းတောင်များစုယုံညှိနှိုင်းပြီးနောက်အာနာပြတော့ပလိမင်းကြီးအားစုံမကြမြို့စုံပြလိုက်ကြသည်နောက်တစ်နေ့တော့သတင်းစာအားလုံးတို့၌ မြက်လက်ဖြူပလိမင်းကြီးမိမိကိုကိုတတ်သိခြင်းဟူသောတရင်ကြီးတရင်စာတိုင်း၌ပါရှိလာသည်ပလိမင်းကြီးကဆွဆွခုံသွားသည်လက်ထောက်ပလိမင်းကြီးကချက်ချင်းတရင်တောက်တို့ကိုဖိတ်ခေါ်တွေ့ဆုံသည်ပလိမင်းကြီးအစိတ်တောက်သေးတဲ့တရင်ကိုတကယ်ကြားကြရပါသည်ပထမတိုင်ရကျက် ကြည့်ခွင့်မရခြင်းမူကင်းစွာမရခြင်းကြောင့်အတီးပြုတ်ချက်မရယူနိုင်ပါသူ့အတွက်ကြားရသည့်တရင်ကိုရေးပါသည်ဟုတရင်တောက်တို့ကတညီသည်ဆိုကြသည်သူနေ့မှစကား သတင်းတောက်တို့အားမှုကင်းလွာထုတ်ပေးသည့်ပထမတိုင်ကြားချက်မှတ်တမ်းကိုလည်းဖတ်ခွင့်ရတော့သည်